ဘာဖြစ်မနေစောကြည့်ရမယ်ဂိမ်းတွေအကြောင်းပြောမယ်ဆိုရင်ကျွန်တော်တို့ငယ်ကကားတဟုလို့ခေါ်ကြတယ် Grand Theft Auto ဂိမ်းတွေကိုထည့်ကိုထည့်ပြောရမယ်ဗျ PS2 မှာဆိုရင်မဆုံးမဖြစ်ဆော့ရမှာ GTA San Andreas PS3 PS4 မှာဆိုမဆုံးမဖြစ်က GTA 5ပါပဲဂိမ်းပလေးပိုင်းမှာအဆုံးရှောက်သွားရှောက်လို့လို့ရလို့ဂိမ်းမှာမဟုတ်တဲ့သူတွေတောင်သဘောကျနိုင်တဲ့ဂိမ်းတွေပါပြီးတော့ဘယ် Open World ဂိမ်းပဲထွက်လာလား GTA ဂိမ်းတွေနဲ့ပဲရှင်ကြည့်ကြတာမို့လို့ Open World ဂိမ်းတွေကိုတိုင်းတာတဲ့ပေတံကြီးလို့လည်းပြောလို့ရပါတယ်အခုဆိုလာမယ့် GTA 6ကိုလည်းလူတွေတော်တော်ကြီးကိုမျှော်နေကြပြီးတော့ PS5 generation ရှင်ရဲ့စံပြဂိန်းဒီဂိန်းဖြစ်လာအောင်ပါကိုကျွန်တော်တို့မြင်အောင်နေပါတယ် GDA ဂိန်းတွေမှာမျိုးပြ 3D ဥပန်ဝပုံစံကို2001မှာ GDA 3နဲ့ပထမဆုံးစလုပ်ပြခဲ့တာပါဒါပေမဲ့အဲ့လိုဥပန်ဝကိုဗီဒီယိုဂိန်းလောကမှာတကယ်တကယ်စခဲ့တဲ့ဂိန်းကိုပြောရမယ်ဆိုရင်တော့ GDA 3မဟုတ်ပါဘူးတပ်ပါဆန်ရှူတာကို RE4 မှာအပြီးပြင်စခဲ့ပြီမဲ့တို့ပထမဆုံးဖန်တီးခဲ့တာမဟုတ်သလိုပေါ့ဗျပထမဆုံး GDA ဂိန်းက PS1 ပေါ်မှာစထွက်တုန်းကဒီလိုအပေါ်က top down view နဲ့ကိုမှ 3D graphic တောင်မပါပါဘူး နောက်ခံ background တွေမှာ 2D ပုံတွေကို 3D လို့ထင်ရအောင်ရွှေ့ပြတဲ့နည်းတစ်မျိုးသုံးထားပြီးတော့လူတွေကားတွေကလည်း 2D animation လေးတွေပါဒါကသူတို့ 3D မလုပ်နိုင်လို့မဟုတ်ပဲね PS1 ရဲ့နည်းပညာ limit အတွင်းမှာ open world တစ်ခုကိုကောင်းကောင်း run နိုင်အောင် graphic ဝန်ကိုတတ်နိုင်သလောက် short ထားတာပါဒါမဲ့အပထမဆုံး GTA game ထွက်ပြီးတော့နောက်နှစ်နှစ်အကြာ1999မှာတော့ game တစ်ကိန်းကအခုခေတ်ရဲ့တပ်ပါဆန်ဥပမောပုံစံကိုပထမဆုံးလုံးပြခဲ့ပါတယ် driver ဆိုတဲ့ game မှာ ါကတော့ PS1 game mode လို့မြင်တဲ့အတိုင်းပဲ 3D polygon လေးတွေကလှုပ်စီလှုပ်စီနဲ့အခုတော့တော်တော် outdated ဖြစ်နေပါပြီ PS1 graphic တွေမြင်နေကြမဟုတ်ရင်ဆော့ရတာခေါင်းနောက်မူးနိုင်ပါတယ် ပြီးတော့လေ BS1 system ကိုအဆုံးစွန်ထိတုံးထားတာမို့လို့ frame ကျတာတွေတော်တော်ဖြစ်ပြီးတော့ draw distance နည်းလို့ရှေ့ကိုတိတ်မမြင်ရတာလိုမျိုးအားနည်းချက်လေးတွေရှိပါတယ်။ကားမောင်းတဲ့ physics မှာလည်း BS1 game အနေနဲ့တော်တော်ချီးကျူးစရာကောင်းဝင်ပဲဒီလိုဥပန်းဝေါ်မှာကားမောင်းရတာက GTA San Andreas လို game မှာတော့ဒေါသထွက်စရာတွေဖြစ်တတ်တော့ဒီလိုပထမဆုံးလှုပ်ဖူးတဲ့ game မှာဆိုပောက်ကွဲစရာတွေဘယ်လောက်များမလဲမှန်းကြည့်လို့ရပါတယ်။ ီးတော့ကျွန်တော်မပြောရသေးတာတခုကဒီပထမဆုံး driver မှာ GT လို့လူကိုထိမ့်ချုပ်ပြီးလမ်းလျှောက်တာမပါခဲ့ပါဘူးကားမောင်းတဲ့အပိုင်းမဲ့မို့လို့ Need for Speed တို့ Midnight Club တို့လို့ Open World Racing Game တွေနဲ့သွားတူပါတယ်ဒါမှမဟုတ်2000ခုနှစ်မှာတော့ driver ရဲ့အဆက် driver 2ကလူကိုယ်တိုင်လျှောက်သွားတဲ့အပိုင်းပါလာခဲ့ပါပြီပါယုံနေလေးဆိုပေမဲ့ပေါ့ မင်းနဲ့အတိုင်းပဲအပြစ်နာစာတွေတော့တော်တော်ရှိနေပါသေးတယ်ပထမဂိမ်းတဲ့ graphic လို့ပုံများလာလို့လက်တာတွေပုံဖြစ်တဲ့ draw distance ပြဿနာလည်းရှိနေတော့မှာပဲဒါမဲ့သူများတွေမလုံနိုင်သေးတာကိုလုံပြတဲ့အတွက်အတိမတ်ပြုတင်တဲ့ classic game ကြီးတစ်ခုပါ ှစ်မှာ PlayStation 2ကို release လုပ်ခဲ့ပြီးတော့2001မှာ GTA 3ထွက်လာခဲ့ပြီးအခုခေတ် 3D Open World အမျိုးအစားကို PP ပြပြနဲ့ပုံဖော်ပြခဲ့တာမို့လို့နောက်ပိုင်းထွက်သမျှအလို Open World game တွေအကုန် GTA clone လို့ခေါ်ခံရတဲ့အထိအချိန်ဝါရှိခဲ့ပြီးတော့ GTA company Rockstar ရဲ့ Open World genre ကိုအပိုင်သိမ်းဖို့ပထမဆုံးခြေလှမ်းစခဲ့ပါတယ် ဂျီဒီနဲ့ဒရိုင်ဘာကပြိုင်ဘက်တွေဖြစ်ခဲ့ပြီးတော့တကိန်းနဲ့တကိန်းအပြန်အလှန်လောင်ပြောင်းတာတွေလုပ်ခဲ့ကြပါသေးတယ် GD3 မှာတန်တာဆိုတဲ့အသွင်ယူထားတဲ့ရေတယောက်ကိုလိုက်တတ်တဲ့မရှင်မှာအိုက်ကိုက်တာကဒရိုင်ဘာဂိမ်းရဲ့အဓိကဇာတ်ကောင်တန်တာကိုလောင်ပြီးထဲထားတာပါနောက်ထောင်းနေမှာတော့ GD5 CD ထွက်လာပါတယ်။နာမည်အတိုင်းပဲ5 CD ဆိုတဲ့နောက်မျိုးအသစ်တစ်ခုမှနေရာယူထားပြီးတော့ GD3 တုန်းကစားခဲ့တာတွေကိုပိုကျယ်ပြန့်အောင်ပိုချောမှုအောင်လုပ်ပြခဲ့ပါတယ်။ GD3 တုန်းက Liberty CD မှာနေရာယူတာပါ။ 2004မှာတော့ PS2 ပေါ်ကပထမဆုံး driver game အနေနဲ့ driver 3ထွက်လာပါတယ်ဒီ game မှာတင်မီဆိုတဲ့ကာရီတာတစ်ကောင်က Hawaiian engine နဲ့ရေပေါ်ပေါ်တဲ့ပူပေါင်းတွေဝေထားတာတွေ့ရမှာပါအဲဒါကတော့ရေထဲဆင်းတာနဲ့တန်းတည်တဲ့ Vice City ကတော်မျိုးထဲလောင်ထားတာဖြစ်ပါတယ်ဒီ driver 3မှာတော့ driver ရဲ့ပထမဆုံးအနေနဲ့တနက်ပြတဲ့ combat ဘိုင်းကိုစထည့်လာပါတယ်ဒီမှာတို့သွားခြင်းနဲ့ direction က realistic ဖြစ်တဲ့ပဲဆိုတာပုံမြင်သာလာပါတယ် car physics တွေ damage အပျက်စီးတွေက AK အနေနဲ့တော်တော်သဘာဝကျပါတယ်ဒါပေမဲ့ game နဲ့ game ကောင်းတာမကောင်း တာက realistic ဖြစ်တာနဲ့ပဲမဆိုင်ပါဘူးလူကို control လုပ်တဲ့အပိုင်းတွေ shooting ပိုင်းတွေ gameplay ပိုင်းတွေမှာမတည်တတ်တာတွေ error တွေရှိနေတဲ့အတွက်ဗတ်စုံကြီးများနေတဲ့ GTA game တွေနဲ့မရှင်းနိုင်ခဲ့ပါဘူး driver 3ထွက်ပြီး2လ3လအကြာမှာတော့ GTA နဲ့ driver ရဲ့အပြိုင်ဆိုင်တွေကို GTA San Andreas ကအဆုံးသတ်ပေးလိုက်ပါတယ် CJ call jump Sandwas က gameplay story graphic နေရာအခြေဝန်းတွေအကုန်အပြတ်အသတ်တာသွားခဲ့တာ driver တွေမကပဲတခြားဘယ်ဂိမ်းမှအမိမလိုက်နိုင်ခဲ့ပါဘူး San Andreas တဲမှာ rubber mat door ရဲ့ဆိုင်နဲ့ခိုးဝင်ရတဲ့ mission မှာအဆောင်တစ်ယောက်ကဂိမ်းဆော့နေပြီးတော့ refreshing တော့တလွဲလုပ်လိုက်ပြီးတန်တာကအဆုပ်ပလို့ပဲဆိုတာမျိုးပြောနေပါတယ်အဲ့ဒါက driver 3 fail ခဲ့တဲ့အတွက် driver ဂိမ်းတွေရဲ့တဘောပါ reflections နဲ့ main character တန်တာကိုလောင်ထားတာဖြစ်ပါတယ် driver parallel line ဆိုတဲ့နောက်တစ်ကိန်းမှာအရင်ကိန်းရဲ့အမှားတွေကိုပြန်ပြင်ဖို့ကြိုးစားခဲ့ပေမဲ့ GDA နောက်ကိုလိုက်တဲ့တခြားကိန်းတွေလိုပဲကြံခဲ့ပါတယ်။ဒါပေမဲ့ဒီ driver gain တွေကလည်းတခြား GDA ကလုံးလိုခေါ်ခံရတဲ့ gain တွေလိုပဲသူကောင်းကွက်နဲ့သူတော့ရှိတာမို့လို့ကိုကြိုက်နဲ့တူနေတာတွေ့နိုင်တဲ့အတွက်စောကြီးတဲ့နယ်လို့ထင်ပါတယ်ဗျ။ PS2 ခက်ကအဲ့ဒီ GTA ကလုံးဂိမ်းတွေအကြောင်းလဲဆက်ပြောခြင်းပါလေဒါပေမဲ့ဒီဗီဒီယိုကိုတော့ဒီမှာပဲရက်လိုက်ပြီးနောက်တစ်ပုတ်မှာဆက်ပြောပြသေးပြကျွန်တော် PD ပါအချိန်ပေးတာကျေးဇူးတင်ပါတယ်